ဟိုမသိဘူးဆိုတော့ကိုသူတို့ကလက်ခံလိုက်တဲ့အဖြစ်မဟုတ်ဘူးလို့ပဲတမ်းမှန်ပဲတခြားသူတို့ကဒီလုပ်ငန်းတွေကိုဖြူခွဲမယ်ဥပဒေရအရင်ယူမယ်ဒီလူတွေတောင်းကြထားမယ်ညမျိုးစုံနဲ့သူတို့ဟိုဟာနေနေမယ်နေထားရှိတယ်အဆောမတန်ဘူးပဲပြောပြောစကားပြောမတန်ဘူးဖမ်းမတန်ဘူးမသိဘူးပဲပြောပြောဒါရီယာတကဘာလောက်ပွေလို့ရရင်နေတဲ့ကိစ္စအခုမှလည်းမဟုတ်ဘူး နင်းနဲ့ချီပြီးတာဖြစ်နေတဲ့ကိစ္စပြီးအကျိုးအမြန်တွေလည်းရနေတဲ့ကိစ္စဟုတ်ကဲ့ကိုစတီဗင်ဆိုင်းခင်ဗျာဒီတစ်ခေါက်ဆွေးနွေးလို့တာကအမေရိကန်ကဗမာပြည်မှာရှိတဲ့ဒီ DKB ပေါ့နော် DKB ကိုကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးသူတို့ဟိုရေးယူဆောင်မှုတွေလုပ်ပါတယ်တန်ခတ်ပိတ်ဆို့မှုတွေဒါကိုကျင်ညာလိုက်တယ်ကျင်ညာရင်းနဲ့ तू ကအဖွဲ့တစ်ဖွဲ့ကိုအမေရိကန်ဖွဲ့လိုက်ပါတယ်အဲ့ဒါတော့ scam center strike force ပေါ့နော်ဆိုတော့အဲ့ဒီဖွဲ့ဖွဲ့တယ်ဖွဲ့တော့အဲ့ဒီဖွဲ့ကဘာအတွက်လို့ကြည့်တဲ့အခါမှာမြန်မာရဲ့ကမ်ဘောဒီးယားရဲ့လာအိုမှာရှိတဲ့ခုနကြားဖြတ်ကိုင်းတွေကိုသူတို့နှိမ်နှင်းမှုဆိုပြီးတော့ဖွဲ့စည်းလိုက်ဆိုပြီးတရားဝင်ကြေညာတယ်အဲ့ဒီမှာပါတာတရားရေးဝန်ကြီးဌာနပါတယ် FBI ပါတယ်ဒါ Federal Agent ပေါ့နော်ဒါတော်တော်အမေရိကန်မှာဆိုအရေးကြီးတဲ့ဖွဲ့လို့ကျွန်တော်သိရတယ်နောက်တစ်ခုက US Secret Service နော် Showet Service တဲ့အမေရိကန်ရဲ့ ဆိုတော့ဒီသုံးဌာနပေါင်းပြီးတော့ခုန scam center strike force ဖွဲ့လိုက်တယ်ဆိုတော့ဟိုဒါကမြန်မာနိုင်ငံအတွက်လည်းတက်ရောက်နေတယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဒီကြားဖြတ်ကိုနှိမ်နှင်းဖို့ဆိုတဲ့ဟာပါတယ်မကြသိငယ်လည်းတရုတ်ကလည်းအကြီးကျယ်ဒါဓာရီကိုနှိမ်ကွနေတာမြန်မာနိုင်ငံမှာရှိတဲ့ဟာတွေဆိုတော့ဒီနိုင်ငံကြီးနဲ့နိုင်ငံကမြန်မာနိုင်ငံကိုတက်ကတ်ထားလာတော့ဒါနိုင်ငံအနေနဲ့ကြည့်မယ်ဆိုတော်တော်လေးဟိုမျက်နှာပြက်စရာပေါ့နော်ကရင်လူမျိုးတွေအတွက်ကြည့်ရင်လည်းဒါတော်တော်လေးဟို မကောင်းတဲ့အနေထားပေါ့နော်ပြီးရင်တော်လိုင်းကြီးလက်နက်ကင်အဖွဲ့အနေနဲ့ကြည့်ရင်လည်းအခြေအနေကမကောင်းတာတွေပဲရှိတယ်လေဆိုတော့ဒါဒါတွေကိုဆွေးနွေးလိုတာပါအဲ့တော့ပထမဆုံးအနေနဲ့ဒီလိုမျိုး scan center strike 4သူတို့ဖွဲ့လိုက်ဆိုသူတို့အဓိကလုံးမဲ့ဟာတွေကခုန FBI ဆိုကျွန်တော်တို့သိတာတဲ့မလားဟာတပ်ဖွဲ့တွေနဲ့အဲ့လိုဝင်စည်းတာလားဘာလားအဲ့လိုမျိုးလူတွေကဟိုသိကျင်နေကြပါတော့ကိုစီမန်ဆိုင်ကဒါအမေရိကန်မှာနေတော့ဒီဌာနရဲ့အကြောင်းနားလေတော့ဆိုအဲ့လိုအလုပ်ဖွဲ့ဖွဲ့ပြီးဆိုဘာတွေအဓိကသူတို့လှုပ်ဆောင်လဲဗျာ ဟုတ်ကဲ့သူတို့ဒီအဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကသူကလုပ်ငန်းစဉ်တရားဝင်ထုတ်ပြန်ထားတဲ့လုပ်ငန်းစဉ်ခုနှစ်ခုရှိတဲ့တဲ့အချင်းလေးတွေစူးစမ်းမှန်မေပန်လုံးမဲ့ဘယ်နေရာမှာဘယ်ဒီသားမှာမြေပုံညော့ဖလားဖလားဆိုတော့လုတ်အိုင်းရင်လုတ်အပ်တလို့စီနင်းတော်တွေတိုက်ခိုက်တော်တွေလုတ်ရင်အစင်ပင်ရအောင်ပေါ့ဗျာသူကတော့မေကပ်လို့ခေါ်တာပေါ့အဲ့ဒါလေးကို point တွေအချင်းလေးတွေအတီကျယူမယ်စူးစမ်းမှန်တဲ့အချင်းလေးတွေယူမယ် အဲ့ဒါတွေအမြော်ကြီးရှိတယ်အဲ့ဒါကသူကအစစ်ခုနှစ်စစ်ပေါ့လေနော်အခြေခုနှစ်ခြေ1 2 3 4 5ဆိုတော့အဲ့ဒီအစစ်တွေတိုက်သူတို့လောက်ဖို့အာဆိုတော့ကိုသူတို့ရေချင်ရှိတယ်ဆိုဒီအဖွဲရဲ့ကြီးပဲခြေပေါ့ဗျာဒီထဲမှာခုနကခင်ဗျမေးတယ်လို့ပဲဟာဒီဗမာတွေကထင်ကားထင်မှာပေါ့ဟာဝင်ရဒီနိုင်ငံချမှာ FBI ဝင်ရစီးတယ်လို့အားရမျိုးလုံမလားဆိုတာကကျွန်တော်ကပြောရခဲ့တယ်ဒါပေမဲ့ဒါပေမဲ့ဒီလူမျိုး operation တွေမလုပ်ဘူးဆိုတာဘယ်သူမှအမှခံလို့မရဘူးဟုတ်လေနော်မဖြေလာနိုင်ဘူးလို့ဘယ်သူမှပြောလို့မရဘူးခင်ဗျားဖြေလာနိုင်တယ်အနေထားရှိတယ်ဒါပေမဲ့အဲ့ဒါတွေကျွန်တော်တို့ကတရားဝင်ဘယ်သူမှပြောလို့မရဘူးပြောပိုက်ခွင့်လည်းမရှိဘူးပေါ့ဗျာအဲ့လိုမျိုးဒါဥပဒေကြောင့်ရပြောတာပေါ့ဆိုတော့အဲ့လိုမျိုးရှိတယ်ဒါကကျိုးတည်ပြင်ဆင်မှုအတွေ့အာလောက်ကအရေးကြီးတဲ့ point တစ်ခုရောက်သွားတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူနိုင်ငံသားတွေ တိခိုင်မှုကတအားများလာပြီဘီလီယံနဲ့ဒေါ်လာဘီလီယံနဲ့ချီပြီးခံရတော့တနေ့တနေ့အဲ့လိုနေထားမှုမှရှိတယ်။ဟုတ်ပြီကိုစတီဗင်ဆန်ကိုသူ့ရဲ့ကြင်ညာချက်ထဲမှာတော့နောက်ထပ်ဖက်ကြည့်တာတော့သူတို့ဟိုခုနကတော့ကိုစတီဗင်ဆန်ကတော့ဒီလိုအဖွဲ့တွေကဟို9ဆင့်လောက်လှုပ်လှစ်လှုပ်ထားရှိတဲ့ဟာအကြမ်းမြင်ပေါ့နော်။သူတို့ဒီမှာကြင်ညာချက်မှာကျွန်တော်ထပ်ဖက်ကြည့်တာတော့သူကစုံစမ်းစစ်ဆေးမယ်။ပြီးရင်ဒီလုပ်ငန်းတွေကိုဖြိုခွင်းမယ်။ဖြိုခွင်းနေဆိုတာခုနကလိုသူတို့ရေးထားတာတော့ခုနကလိုဒီလုပ်ငန်းတွေအလုံးမလုပ်နိုင်အောင်ပေါ့နော်။ နှောက်ယှက်ပေးတာဥမာနီးပညာရပိတ်တာပင်တာဒါတွေရက်သွားအောင်သူတို့လုပ်မယ်ပေါ့ပြီးရင်တာဝန်ရှိလူတရားစွဲမယ်ဒါတွေတော့အဓိကလုပ်မယ်လို့ပြောတယ်အဲ့တော့ဒီလိုအဖွဲ့တွေကဟိုဒါနိုင်ငံခြားကိုပြစ်မှတ်ထားတာဆိုတော့ဟိုပြည်တွင်းမှာတော့ဒီလိုဖွဲ့တွေကအများကြီးရှိမှာပေါ့အဲ့တော့နိုင်ငံခြားကိုပြစ်မှတ်ထားတဲ့ဖွဲ့တွေကအများအပြားရှိလားအများအမ်းလုံးလေးရှိလားအမေရိကန်အဲ့ဒါလေးသိလို့ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဒါပြည်ပထဲမှာတော့ task force ဆိုတာကျွန်တော်တို့ကဖွဲ့နေကြပဲဘယ် လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်ပေါ့လေနော်ဥပမာကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စပဲဖြစ်ကျန်းမာရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်တခြား transportation နဲ့ပတ်သက်တဲ့ဒီလိုမျိုးအဟာတွေကဖွဲ့နေကြပဲပြဿနာမရှိဘူးဒါပေမဲ့ဒီ American အစိုးရအနေနဲ့ထက်ထက်ထက်ဝင်ဝင်ထိထိရောက်ရောက်ပေါ့လေနော်ဒီနိုင်ငံ chart တိုက်ကြီးတစ်ခုအတွက် data တစ်ခုအတွက်ကိုအဲ့လိုမျိုး transport ferry ရင် loader ဆိုတာမရှိမဟုတ်ရှိတယ်ဒါပေမဲ့တော်တော်ကို short တယ် ဒါပေမဲ့အဲ့လိုမျိုး lobby ဆိုရင်လည်းသူနောက်မှာကအကြီးကြီးကျယ်ကျယ်လုပ်ငန်းတွေကို operation ပေါ့ဗျာဒီလိုမျိုးလုပ်ငန်းတွေကစစ်တိုက်ပါလာတယ်တွေကများတယ်ဟုတ်ကဲ့ဘလိုပဲပြောပြတာအမေရိကန်ကဒီနေရာမြန်မာလာကိုထိုင်းပေါ့အဓိကဒီနေရာကို तू ကဟိုပင်တို့လိုက်ပေါ့နော်ပင်ဆိုင်လိုက်ပြီဒါအမတန်ရေးကြီးရဲ့သူတို့နိုင်ငံအတွက်တော်တော်လေးဒုက္ခဖြစ်စေတဲ့နေရာလို့ဖြစ်ပြီးဆိုတော့ဟိုဘလိုပဲဖြစ်ဖြစ်ဒီမှာရှိတဲ့တောင်ဝရှိရဲ့လူတွေတော့ဖြည့်ရှင်းဖို့လိုတာပေါ့လေအဲ့တော့ တခုသိကျင်တာအကူအကဟိုဒါနဲ့ပတ်သက်ပြီးတော့ဟို DGB ကိုပိတ်ဆို့မှုတွေလုပ်တော့တာဝန်ရှိတဲ့လူတွေပြောတာကြားတယ်သူတို့ဘာမှမသိဘူးတဲ့ဒါတွေကဟလာသူတို့လည်းစာဖတ်တတ်တာမဟုတ်ကွန်ပျူတာဆိုလည်းမသိတာမဟုတ်သူတို့ကဒီမှာဒီနေရာငားတဲ့သဘောမျိုးလုံခြုံရေးပေးတဲ့သဘောမျိုးပဲဘာမှမသိဘူးလို့ပြောတယ်ဆိုတော့အဲအဲ့ဒီလိုပြောယုံလောင်းတဲ့ data ဖြည့်ရှင်းတာအဆင်ပြေပါမလားအဲအဲ့ဒါကဒါဘာလို့မဆိုပြောနေကြပဲလေဟိုအမှုဖြည့်တဲ့ဆိုရင်လည်းအမေရိကန်ကလည်းဒီလိုပဲအမှုဖြည့်တဲ့ဆိုရင်ဟာကျွန်တော်မသိလို့ဒီပြင်မှုကျွလို့မိပါတယ် ဆိုတော့ပြောတယ်ဟုတ်ပြီကျူးလို့မိပါတယ်ကိုကိုယ်တိုင်ဝတ်ခံတဲ့အခါကျတော့မဆုပ်ဘူးလို့ပြောလို့ရတာပေါ့ကိုကကိုဝတ်ခံရတဲ့စိတ်ရှိတယ်ပေါ့ဒါပေမဲ့တီမူကလောလားဆိုတော့မလောဘူးတီမူမြောင်းလားဆိုတော့မြောင်းတယ်ကျူးလို့တဲ့အတွက်အဲ့လိုမျိုးပေါ့လေနော်အဲ့ဒီတော့သူကဘယ်လိုအကြောင်းပဲပြောပြောအဆမတန်ဘူးပဲပြောပြောစကားပြောမတန်ဘူးဖမ်းမတန်ဘူးမသိဘူးပဲပြောပြောဒါရီယာတကဘာလောက်ပွေလို့ရိုင်းနေတဲ့ကိစ္စအခုမှလည်းမဟုတ်ဘူး နေနဲ့ချီပြီးတာဖြစ်နေတဲ့ကိစ္စပြီးအကျိုးအမြန်တွေလည်းရနေတဲ့ကိစ္စအဲ့လိုနေထောင်မျိုးမှာညင့်ချက်ဘလောက်ထုတ်ထုတ်လုံလောက်မှုမရှိဘူးပေါ့လေနော်ဟိုမသိဘူးဆိုတော့ကို သူတို့ကလက်ခံလိုက်တဲ့အဖြစ်မဟုတ်ဘူးလို့ပဲတမ်းမှန်ပဲတခြားသူတို့ကဒီလုပ်ငန်းတွေကိုဖြူခွဲမယ်ဥပဒေရအရင်ယူမယ်ဒီလူတွေတောင်းကြထားမယ်ညီမျိုးစုံနဲ့သူတို့ဟိုဟာနေနေမယ်နေထားရှိတယ် โอเคအဲ့တော့မနေ့ကထုတ်ပြန်တဲ့ဒီဒီ strike force နဲ့ပတ်သက်ရင် तू ကနေရာ၃ခုကိုဒီမြေပုံနဲ့အတိအကျပြောတယ်လေကျွန်တော်တို့သိတာ KK back ပဲသိတာသူ KK back ဘေးမှာဟိုဘက် part တစ်ခုဒီဘက် part တစ်ခုရှိသေးတယ်၃နေရာဆိုဒီနေရာကိုအတိအကျကို तू ကပြောတာမြေပုံနဲ့တကွပေါ့နော်အစအဦးတွေပါပါတယ်ပြရတာဆိုတော့ DKBA ခေါင်းဆောင်တွေကသူတို့မသိခဲ့ဘူးပေါ့နော်အခုဆိုတာသိပြီအမေရိကန်ကဒီနေရာမှာပင်ထောက်လိုက်ပြီဆိုတော့အရန်အန်နေရရှိတယ်လေအဲ့တော့ okay သူတို့သိပြီ တိပြီဆိုရင်အဲဒါတွေကိုသူတို့ခုနဟိုဖြိုချသူတို့ကြံတဲ့ပတ်တွေပါဖြိုမယ်အဲဒါမှမဟုတ်အကုန်လုံးဒီနေရာကိုစီးတားလိုက်မယ်လုံးဝပိတ်လိုက်ပြီးအကုန်လုံးဆိုပြီးအဲ့လိုမျိုးလုတ်ပြရင်အခုအမေရိကန်ပြတုံးနေရတယ်ဆိုအဲ့လိုမျိုးသူတို့အကုန်လုံးဒီဂွင်ကြီးကိုပိတ်ချလိုက်ပြီးဘာမှမလုပ်တော့ဘူးသူတက်သေးတာကလည်းပြမယ်ဆိုရင်အမေရိကန်ကကျင်တဲ့နိုင်မလားအဲ့ဒါဆိုရင်သူတို့ဘာများပြောမလဲမသိဘူးမမမကျင်နိုင်ဘူးမကျင်နိုင်ဘူးဘာကြောင့်လဲဆိုတော့မကျင်နိုင်ဘူးဆိုတော့ကျွန်တော်ကသူတို့ကိုယ်စားလည်းပြောတော့မဟုတ်ဘူးကျွန်တော်အချင်းလင်းအပေါ်မှာတင်း ရတဲ့အပေါ်မှာကျွန်တော်သိတဲ့အပေါ်မှာပဲကျွန်တော်အခြေခံပြီးပြောတာပေါ့အာလင်းခံနိုင်ဘူးမကြည့်နိုင်နိုင်ဘူးဘာကြောင့်လဲဆိုတော့အာဒီမှာတည်နေရနေတိုင်းနေတိုင်းရနေပြီးသားကျွန်တော်တို့ကရှင်းရှင်းပြောမယ်ဆိုရင်လေဟိုဘယ်နည်းနဲ့ပဲသူတို့ဖြူချပြပြမယုံနိုင်ဘူးဘာကြောင့်လဲဆိုတော့ရထားတဲ့တည်နေကနေရာတွေကိုရွှေပြီးရ တခြားနေရာတွေရွှေပြီးတည်ဆောင်နေတယ်ဥပမာကမြို့တွင်းထဲပေါ့ဗမာပြည်ထဲပေါ့လေနော်မြို့ကြီးလို့မြို့ပေါ့ရန်ကုန်မြို့ကြီးလို့တွေမန္တလေးလို့မြို့ကြီးလို့တွေထဏာမှာဒါမှအဆောက်ဦးလေးမှာသူစတဲ့အခြေချာနေပြီဆိုတော့ကျွန်တော်တည်ရတာပြီးသားအဲ့တော့သူတို့လည်းအဲ့လိုမျိုးတည်နေရထားပြီးသားပြီးရင်တခြားနယ်စပ်တွေရွှေတဲ့ဥပမာဖျားသုံးစုဖေးဆိုတော့နောက်မှမကြည့်သေးဘူးဗျာဖျားသုံးစုဖေးရွှေမဲ့ပြီးရင်ထိုင်းတောင်ပိုင်းပေါ့ ထိုင်းဗမာနယ်စပ်တောင်ပိုက်ပေါ့ဟိုးရနောက်အထီပေါ့ဗျာအဲ့လိုနေရာဒီမှာချုပ်ဖော်လို့ပကြောလို့အမ်တပ်စကဲလို့အဲ့လိုမျိုးနေရာတွေကိုသူတို့ကတပြည့်ပြည့်နဲ့ရွှေမိရွှေနေပြီအဲ့ဒီရွှေနေတဲ့အခြေအနေကိုလက်ထိုင်ရလဲအကုန်လုံးတည်ရရပြီသားအမေရိကန်လည်းတည်ရရပြီသားတရုတ်လည်းတည်ထောက်ပြီသားအဲ့တော့ခုနလိုမျိုးပေါ့တကယ်ရိုးသားမှုမရှိဘဲနဲ့စိတ်ရင်းအခြေခံပြီးရင်ငါတို့ဒီလုပ်ငန်းကိုလင်းမခံဘူးတကယ် ဟိုတီတီယောင်ယောင်ဖြုတ်ခွဲမဲ့ဆိုတဲ့ရည်ရွယ်ချက်မရှိတဲ့အတွေ့သူ့လို့ရဲ့လုပ်ငန်းကကျွန်တော်ထင်တဲ့ဘလောက်ပဲလုံးလုံးဟိုကဖြစ်လာမဲ့ယုံကြည်မှုရမဲ့လို့တော့မထင်ဘူးတကယ်လုံပြောင်းမဲ့ဆိုရင်ထက်ထက်ဝဲဥမာဖမ်းလာစီးတာပေါ့လေနော်အဲ့တော့ဒီမျိုးလုံပြောင်းမဲ့ဟိုထုတ်ပြန်မဲ့ဆိုရင်တက်တော့ရတော့ရလိမ့်မယ်မဟုတ်လို့ကတော့လောက်ဝတဲ့တရားရမယ်အနိဋ္ဌာမျိုးမရှိဘူးပေါ့လေနော်။ဘာကြောင့်လဲဆိုတော့သူတို့ရတဲ့ information တွေအပေါ်မှာမူတည်ပြီးရုပ်ကြည့်မှုမရှိဘူးလက်ခံမှုမရှိဘူး။အဲ့ဒါကြောင့် ဟုတ်ကဲ့အဲ့တော့ကိုစီမဆောက်ပြောတာရတဲ့အချက်လက်ရာသူနေရာတွေရှုနေတယ်ပြောင်းနေတယ်ပေါ့နော်ဟိုဒီအတွက်ဒါတွေကဟိုပပြပွားဖို့မရှိဘူးဒီအတွက်ခြေတန်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီရွှေ့တယ်ပြောင်းတယ်ဆိုတာကြားဖြတ်နေပဲလေနော်ဒီ DKB အနေနဲ့ကြည့်မယ်ဆိုရင်ဒီကုလို့ဆန်ရှင်လွတ်အောင်အမေရိကဟိုတန်ခတ်ပိတ်ဆို့မှုတွေလွတ်အောင်အမေရိကန်ကကျင်နေအောင်ဆိုရင်အခု DKB ရေခေါင်းဆောင်အနေနဲ့ဟိုဘာတွေအဓိကထားလှုပ်ဆောင်တင်တယ်လို့ထင်လဲဗျာ အခု DKBA ကောင်းဆောင်တွေကပြောနေတာသူတို့ကသူတို့နားမလဲဘူးပေါ့နော်အခုလိုမျိုးဖြစ်လာပြီဆိုတော့ဟိုသူတို့အတွက်ပေါ့သူတို့နားမလဲတဲ့လူတွေအတွက်ကိုဘယ်လိုအကြံပေးခြင်းလဲဘာလုပ်ရင်အဆင်ပြေနိုင်မလဲဒီဒီ DKBA ကောင်းဆောင်တွေအတွက်ကိုနားမလဲဘူးဆိုတော့ကကျွန်တော်ထင်တာအဲ့လောက်မတုတ်ဘူးလို့ထင်တယ်သူပအင်အားတောင်းနဲ့တောင်းကနန်းဒီရှိတာပဲသူ control လုပ်ထားနိုင်တာပဲပြီးရင်သူ အာတော်သမီးတွေဆွေမျိုးတိုင်ဝဲတွေရှိမဲ့တပည့်တော်မျိုးတွေရှိမဲ့အဖွဲ့အစည်းတွေတော့ individual မှာမဟုတ်တော့ဟုတ်တယ်မလားအဲ့တော့အဖွဲ့အစည်းဆိုတော့အဖွဲ့အစည်းမှာဘိုးတွေရှိတဲ့ပညာတန်တဲ့လူတွေရှိတဲ့ဘဟုသုတအတွေးချုပ်ရှိတဲ့လူတွေရှိတဲ့ဘာသာစကားကျွမ်းကျင်တဲ့လူတွေရှိပြီးသားလေအဲ့တော့လေလအာဖို့လို့တယ်ပြီးရင်နိုင်ငံတကာဥပဒေအပါရှိလဲဒီလောင်ကစားနဲ့ပတ်သိပြီးအပါရှိလဲမူရင်းစေဝါနဲ့ပတ်သိပြီးအပါရှိလဲလူကကုမှုဥပဒေကဘလောက်ထိပြင်းထန်လဲအဲ့ဒါတွေကိုလေလပြီးရင်ခုနကကျွန်တော်ပြောသလိုမျိုးပဲ ပြောင်းပေါ့ဗျာကိုယ့်ရဲ့လုံရံနဲ့တိတိပြောင်းမဲ့ဆိုရင်တော့အကောင်ဆုံးနီလန်းပဲလို့ဖြစ်လိမ့်မယ်အချာနီလန်းကတော့ any reason no answer the law is law ဒါပဲသူကဘယ်သူမှလက်မခံဘူးလေဥပဒေဥပဒေပဲအဲ့လိုမျိုးဒီနေရာမှာဟိုတခုကျွန်တော်တို့ဝေဖန်စရာရှိတာထိုင်းနဲ့ပတ်သက်တဲ့အခြေအနေပေါ့နော်ဒီဖြစ်စဉ်တွေလာဝောကမ္ဘောဒီးယားရောမြန်မာမှာရောဖြစ်တာဒီ hub ကအဓိကတဆင့်ကန်ထိုင်းရလာလေ သူကိုစီမင်းဆိုင်ဦးလည်းတုံးတဲ့တိုင်းကဘိုးချက်မှဖြစ်တယ်။ထိုင်းဒီအာနာပိုင်းနေရဲတွေကလက်စားပြီးသူတို့ကတဆင့်သွားတာခုနကဟိုဟိုနေဆက်ဖြတ်ကျော်ဂိုင်းနေရလေ။တော့ထိုင်းထဲမှာလည်းရှိတယ်ကုမ္ပဏီတွေ။သူတို့ကကြတော့အမေရိကန်ကဒီဒီဘာမှဟိုပြောပုံမရဘူး။ထိုင်းကိုနည်းနည်းပပသူတို့တတိပေးတာမျိုးတော့မတွေ့ရဘူးထိုင်းကို။ဆိုအဲ့ဒါတော့ဘာဘာကြောင့်လို့ထင်လဲ။ကျွန်တော်ဒီကတလောက်ကသတိပြတာတွေရှိတယ်ဒါပေမဲ့ public မထုံဘူးပေါ့လေနော်သူတို့အချင်းချင်းပေါ့လေနော် အာထိပ်ပိုက်အစိုးရပိုက်ချင်းချင်းအရာရှိပိုက်ချင်းချင်းအပြန်လာအစဲသွဲတွေပြောဆိုနေတာတွေတတိပင်းနေတာတွေရှိတဲ့ထိုင်းနိုင်ငံကတော့ပမာထဲဆော့ရင်ပွေလင်းမှုရှိတဲ့ဥပဒေစိုးမှုမှုရှိသလားရှိတဲ့သလားရှိတဲ့အနေအထားမျိုးကိုဖြည့်တတ်ပါလေနော်ပြီးရင်တည်င်းတွေကိုလည်းလွတ်လွတ်ကူကူနဲ့ရယူနိုင်တယ်အပြန်လာ အပလေရာတွေဘာတွေလုံနိုင်တယ်အစိုးရဆိုလဲအစိုးရလိုက်ပေါ့လေနော်ယဲဆိုလဲယဲစစ်တမ်းဆိုလဲစစ်တမ်းသတင်းထောင်တာဆိုလဲသတင်းထောင်တာတွေအချင်းချင်းအဲ့ဒါတွေရယူနိုင်တယ်ဒေတာမျိုးရှိတဲ့အခါကျတော့တိတ်ပြီးဟိုရှင်းရှင်းပြောမယ်ဆိုဗမာပြည်မှာတို့ဟိုထိတ်ချုပ်ထားတာပြီးနေထားတာမရှိတဲ့အခါကျတော့မကြခင်မှာအာပြည်ပပြောင်းလဲရေးတွေဖြစ်လိမ့်မယ်အစိုးရလည်းပြောင်းလဲမှဖြစ်တယ်လို့ဒီဟိုယဲထဏာအတွင်းမှာလည်းပြောင်းလဲတွေဖြစ်လာနိုင်တယ်ဒီထားရှိတယ် ဟုတ်ကဲ့အဲ့တော့အခုလိုမျိုးအမေရိကန်ကဗမာပြည်ကိုပင်ထောက်လိုက်ပြီပေါ့နော်ဒီကရင်ဒေသအများကြီးဒေသမှာဒီကြာဖြတ်နဲ့ပတ်သက်ပြီးအေးအေးယူနေနေမှုတွေတက်ခတ်မှုတွေလုပ်ပြီဆိုတော့လောလောဆယ်ဒီနေရာမှာဟိုကူးလေကေကေဘက်ကိုဖြိုတာကြီးလုပ်နေတော့ဇုံတရာတော့ညော့သွားမယ်လို့ကျွန်တော်ယူဆရတယ်ဒါပေမဲ့သုံးသက်သူတွေရောခုနကကိုစတီဗင်ဆန်ကိုပြောလို့ဆိုတော့ဒါတွေကပြန်ပြီးတော့ပြန်သွားနိုင်တယ်ပေါ့နော်မြန်မာနိုင်ငံသိတဲ့အတိုင်းတည်ငြိမ်တာမဟုတ်တော့ဟိုဒေတာဒီဒေတာကိုပြန်နှံ့သွားမှာဆိုရင်အဓိက ဟိုအပြန့်နှံ့ဆုံးပေါ့နော်အခုလိုအန်တယ်ရှိနိုင်အောင်သွားနိုင်တဲ့နေရာဆိုရင်ဘယ်နေရာမျိုးဖြစ်နိုင်လဲဥပမာရွှေတတိကံနေရာပဲဖြစ်ဖြစ်စသည်ဖြစ်ပေါ့လေဘယ်လိုမျိုးကိုကိုစီမဆန်းသုံးသက်ထားရှိလဲဟုတ်တယ်ဟုတ်တယ်အာကျွန်တော်သုံးသက်တဲ့ဆိုတော့ကိုကျွန်တော်မပြောချင်ဘူးအာသုံးသက်တယ်ဆိုတော့ကိုပိုင်အမိဖြစ်တဲ့အတွက်အာကျွန်တော်ပြန်ပြီး share ချင်တာကဒီထိုင်းထောင်းလိုင်းကြီးတွေကအရာရှိကြီးတွေကပေါ့လေနော်စေဖို့ချုပ်ကြီးတွေက ဘယ်လိုသတင်းတွေရထားလဲဒီကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီဟောပဲကျွန်တော်ပြန်ပြီးတော့အမြောင်းဝိချင်းနေပေါ့အဲ့တော့ NBA ရှိတဲ့နေရာကခုနလိုမျိုးပေါ့ဒီလင်းလင်းကိုင်းပမာပြည်နိုင်ငံကြီးမတည်မငြိမ်ဖြစ်နေတဲ့ဒီလင်းလင်းကိုင်းအင်အားစုတွေကနေရာတိုက်လုံလုံမှာရှိတဲ့လူမျိုးစုတိုက်လုံလုံမှာကိုယ်ပိုင်တာရင်းရှိကြတယ်ဒါတွေကနိုင်ငံတကာကြီးမဲ့ဆိုရင်ကျွန်တော်ဗမာတွေအခြေချင်းကဘလောက်ပဲတော်လှန်ရေးအတွက် ဒီမိုကရေစီရဲ့အတွက်ဘလောက်ပဲပြောပြောတာနိုင်ငံကအမြင်နဲ့ကြီးမဲ့ဆိုရင်တော်ရရလင်းနေကြိုက်တာလင်းနေကြိုက်ဖြစ်သည့်လူတွေတပြားတာလူတွေတပြားချင်းတွေအကြမ်းဖက်တာပဲဒီလိုပဲသူတို့ကမြင်တော့ဦးဆိုတော့အာဒီမိုကရေစီဒီ human right ရဲ့တာတကန်တာပေါ့လေနော်ဆိုတော့ကန်တော့ခွဲမိဖို့လိုတယ်အဲ့တော့အန်ဒီရဲ့အရှိဆုံးသည်လင်းနေကြိုက်အင်အားစုတွေဘယ်နေရာမှာထိရောက်ထားလဲဒါကသူတို့ကကြီးတဲ့ view ပေါ့ဗျာအဲ့တော့ကြီးပြီးရင်အခုသူတို့ရထားတဲ့တည်နေတွေက အာကျွန်တော်တော့နောက်မှမတန်းချင်းပါဘူးအဓိကထိုင်းပေါ့ဗျာသူတို့ကတရင်ရထားတာကခုဝါအေတာမှာအဂျင်တာပြောင်းလာပြီအရင်ကဝါရရဲ့အဂျင်တာကဒီအဓိကငွေရှာတာဒီမူရင်စိုးဘောအခြေခံပြီးငွေရှာတယ်ဆိုတော့ဒါထိုင်းတွေကအကုန်လုံးကိုပြီးချောက်ပြီးသားပေါ့ဗျာ recording မတန်းနေရအဲ့တော့အခုကဒီဆော့ချေတူလိုချင်းချင်းချမ်းလိုလှောက်ရတဲ့ကိစ္စမှာပြီးရင်ဒီကမ္ဘောဒီးယားမှာ ဟိုရရှိတဲ့ခုနဘီလီယံနဲ့ချီတဲ့ငွေတွေပေါ့ဗျာဒီကိစ္စနဲ့ဒီဒီဟိုလောက်ကစား online လောက်ကစားငွေကြီးလိမ့်လည်မှုအဲ့ဒီဟာဒီရတဲ့ဟာကအမြော်ကြီးရှိတယ်မူရင်စေဝါနဲ့ရတဲ့ငွေနဲ့ဓာတ်လူတော်ရှိတယ်ဒါပေမဲ့မူရင်စေဝါကတကဘာမှဆိုရင်နောက်မပြေတဲ့ပြီးရင်အန်ဒီရလည်းမရတဲ့အရင်အနီလည်းမရတဲ့ခုဘွားဒေဒီအခုဒီ online လုပ်ငန်းကို start တင်ပြီးရင်အချိန်ပြူလာပြီဆိုတော့အခု time ထောင်းလိုက်ရတယ် သတင်းရတယ်သူတို့ထုတ်ပြောတဲ့အနေအထားမျိုးရှိတယ်အခုဒီဝါးတဲ့နောက်မှာတရုတ်ဝါရှိတဲ့ data ဒီ type ကလည်းအရင်အရင်ကြိုက်တွဲလို့ပြရမှုပေါ့ညာဒါဆိုအဲ့ဒီအခါကျတော့ကျွန်တော်ထင်တယ် now target ကဒီ UWSA ဖိချန်ကိုဟိုအမျော်ကြီးမြင်တော့မှုလာနိုင်တဲ့အနေအထားရှိတယ်ဒါကျွန်တော်ပြီးရတလားပေါ့ဗျာဒါကျွန်တော်ပြောတာမဟုတ်ဘူးဒါ tight line ကြီးပြောတာနော် tight ဘူးချုပ်ဒီကပြောတာအဲ့ဒါကျွန်တော်ပြန်ပြောပြတာအခုခဏကြာရောဟာဒီဒီလူက ဟိုသူတို့ဟိုကလူ UWS မဟုတ်လို့ပြောတယ်လို့ထင်မယ်တကယ်မဟုတ်ဘူးကျွန်တော်ဘယ်သူမှလည်းမဟုတ်ဘူးကျွန်တော်ရတဲ့တဲ့ကျွန်တော်ပြန်ထုတ်ပြတာတော့လေဟုတ်ကဲ့ဘလိုပဲဖြစ်ဖြစ်ပေါ့အခုဒါမြန်မာထိုင်းလာအိုမှာရှိတဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့အမေရိကန်ပင်ထောက်လိုက်ပြီးနှိမ်နှင်းမှုပေါ့နော်အဲ့တော့အမေရိကန်ကိုနှိုက်ကဒါအရေးယူဆောင်မှုတွေလုပ်တော့မယ်ဆိုရင် အလားလာကောင်းနိုင်လားဒါဒီဟိုပပျောက်သွားနိုင်လားတစုံတရာပေါ့နော်ကီတူတွေအတွဲကောင်းလာနိုင်တယ်လို့ပြောလို့ရတယ်ပြီးရင်မျောလဲချေတစ်ခုလည်းဖြစ်တော့ပေါ့မျောလဲမျောလဲနေသွားတယ် ဒီရောသွားနိုင်မလားဆိုအတန်အသေးရောသွားနိုင်တဲ့အနေအထားမျိုးရှိတယ်။အာနံပါတ်၁ဘာလဲဆိုအဓိကကျွန်တော်တခြားလိုပြောလို့လည်းပဲထိုင်းအဓိကကြားတယ်။အာထိုင်းရက်တပ်ဖွဲ့အတွင်းမှာပြည်ပြောင်းလဲရေးနဲ့အတူအစိုးရ policy ပေါ့ဗျာအစိုးရအသေးဖြေလောက်မယ်ဆိုရင်ဒီအစိုးရရဲ့အာ policy ပြည်ပြောင်းလဲရေးပေါ့လေနော်ပြီးရခုတရား PR ရှိရယ် American PR ရှိရယ်အဲ့ဒီတော့ကျွန်တော်ထင်တာအ ਨੇ နဲ့အများကျွန်တော် ဖေကကစားတမ်းမဲ့ဆိုရင်တော့အချို့အများရှိမဲ့လို့ကျွန်တော်အာပြောရဲတယ်ပြောနိုင်တယ်ပေါ့ဗျာပြောနိုင်တယ်ကျွန်တော်ဖေကစားတမ်းပို့လို့လုပ်တယ်ပတ်နိုင်ဖို့လုပ်တယ်မဟုတ်ရင်တော့ဟိုချစ်ကံလို့မတားဘူးဆိုတော့အချို့အများရှိမှမဟုတ်ဘူးဟုတ်ကဲ့ကိုစီဗင်ဆန်ကိုကျေးဇူးပါအဲ့တော့ကျွန်တော်တို့အမေရိကန်ကနေပြီးတော့အလုတ်အဖွဲ့ပေါ့နော် scam center strike force ဖွဲ့ပြီးတော့မြန်မာပါဝင် လာအိုကမ်ဘောဒီးယားမှာဒီကြားဖြတ်ကိုနှိမ်နှင်းမှု ဟိုဆောင်ဝက်နေတာနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်လာနိုင်လဲဘယ်လောက်ထိဒီအဖွဲ့ကအရေးပါတယ်ဆိုတဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ကျေးဇူးပါ။